မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ဒါဝရပြတန်တော်ဘာမှာခန္ဓာစိတ်ဝိညာဉ်မှဆက်ချက်အမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင် ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။ဘုရားသခင်၏အလိုတော်အားဖြင့်ယေရှုခရစ်တမန်တော်ဖြစ်သောငါပေါလုနှင့် ငါညီတိမောသေးသည်ကောရင်သူမြို့၌ရှိသောဘုရားသခင်အသင်းတော်မှဆ ảy ၍အခါရပြီအရရတို့၌ရှိသောတန်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏ဒီနေရာမှာကျွန်တော်ပါစဉ်းစားမိလဲဆိုလို့ရှိရင်အစ္စရေလလူမျိုးတွေအကြောင်းကိုစဉ်းစားမိပါတယ်အခုချိန်ကတော့ကျွန်တော်တို့အစ္စရေလနိုင်ငံဟာအကျက်တဲနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်တဲ့အရှိလေပိုင်းဒေတာမှာဆိုလို့ရှိရင်အစ္စရေလနိုင်ငံက ပဝင်းချင်းတိုင်းနိုင်ငံကြီးကြားထဲမှာအန်ဒီယေစုံနဲ့ရောက်နေတလူမျိုးကိုဖြစ်နေတယ်ဆိုတာတွေ့ရပါတယ်တတိယကဘာစစ်ကြီးဖြစ်ရတော့မယ့်အခြေအနေမျိုးများရောက်လေမလားဆိုပြီးတော့မှလဲစိုးရိမ်စရာတွေရှိပါတယ်အစ္စရေးကလည်းသူ့နိုင်ငံမပပျောက်ဖို့သူ့လူမျိုးတွေကိုကဘာမြေကြီးပေါ်ကနေမပပျောက်ဖို့ရန်အတွက်အမျိုးမျိုးကြံစည်နေတာတွေ့ရသလိုအီရန်နိုင်ငံကလည်းအစ္စရေးကိုကဘာမြေပုံကနေပျောက်သွားဖို့ရန်အတွက် ျန်းစီနေတာရှိပါတယ်။အစ္စရေလလူမျိုးရှိနေခြင်းကအင်မတန်အရေးကြီးပါတယ်။တမန်ကျမ်းစာအရာပဲဖြစ်ဖြစ်ယေရှုခရစ်တော်ပြန်ကြွလာခြင်းအတွက်ပဲဖြစ်ဖြစ်အသင်းတော်တည်ရှိနေခြင်းအတွက်ပဲဖြစ်ဖြစ်အရေးပါတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ကအစ္စရေလလူမျိုးတွေနဲ့ပတ်သက်တဲ့အကြောင်းကိုစဉ်းစားမိလာပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေထဲမှာဒီအစ္စရေလလူမျိုးတွေရဲ့ဖြစ်တည်မှုကကျွန်တော်တို့အတွက်နိုင်လက်တန်လိုပဲဆိုတာကိုလည်း နားလည်ရပါတယ်။ဒီနေ့မှကျွန်တော်ရှင်ပေါလုရဲ့အကြောင်းကိုတွေးမိတာကသူကလည်း Israel ပဲဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင် အသင်းတော်ကိုအစာပြုဖို့ရန်အတွက်စတင်ခရဲကိုက သခင်ရှုခရစ်တော်ကတပည့်တော်12ယောက်ကိုရွေးချယ်တဲ့နေရာမှာ Israel လူမျိုးတွေပဲဖြစ်ပါတယ်။သခင်ရှုခရစ်တော်ကိုယ်တိုင်ကလည်းဂျူးလူမျိုးဖြစ်တဲ့အပြင်ဘုရားသခင်က Israel လူမျိုးတွေကိုစပြီးတော့မှ လူမျိုးတော်အနေနဲ့ရွေးကောက်တယ်။ပြီးတော့အဲ့လူမျိုးတော်တဲကနေပြီးတော့မှသခင်ရှုကိုဖြစ်ပွားစေတယ်။ပြီးတော့အသင်းတော်ကိုအစာပြုပြီးတော့မှ ပြန့်ပွားစေခဲ့တာကလည်းဒီဂျူးတွေပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ငြင်းလို့မရဘူးဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဝိညာဉ်ရေးရာကောင်းကြီးပဲဖြစ်ဖြစ်ခန္ဓာကောင်းကြီးပဲဖြစ်ဖြစ်ဖယားသခင်နဲ့ဆက်ဆက်တဲ့အမှုကိစ္စတိုင်းမှာဂျူးတွေနဲ့ပဲအစာပြုရတာဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။တနည်းအားဖြင့်ပြောရရင် ကောင်းကြီးမင်္ဂလာရဲ့အစကဂျူးတွေစီကလာတယ်။အစ္စရယ်လူမျိုးတွေစီကလာတယ်ဆိုတာကို နားလည်သိရှိရပါတယ်။တဘာမျိုးသားတွေအတွက်ပဲမကဘူး။အသင်းတော်အတွက်ကောယုံကြည်သူခရိယန်တွေအတွက်ကောဖခင်ရဲ့ကောင်းကြီးမင်္ဂလာ အစပြုရာဝိညာဉ်ရေးရာရွေးနှုတ်ကယ်တင်ခြင်းအစပြုရာအသင်းတော်အစပြုရာဖြစ်ပြီးတော့အမျိုးစုံသော ကောင်းကြီးမင်္ဂလာတွေရဲ့အစပြုရာဟာ ဒီဣသရေလလူမျိုးလို့ခေါ်တဲ့ Israel တွေပဲဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့ကျွန်တော်တို့ Israel တွေအတွက်ဆုတောင်းပေးရမှာဖြစ်ပါတယ်ဒီ Israel လူမျိုးတွေကဘလောက်ပဲသခင်ယေရှုကိုညင်းပယ်ညင်းပယ်ဖခင်ရဲ့အလိုတော်လမ်းကိုမလိုက်ဘဲနေပါစေအောင်တော့ဖခင်သခင်ရွေးကောက်ထားတဲ့လူမျိုးတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကဘလို့မှကိုကျွန်တော်တို့ဖယ်ရှားလို့မရနိုင်တဲ့ဖြစ်တည်မှုဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့သူတို့အတွက်ဆုတောင်းပေးရမှာဖြစ်ပါတယ်။သူတို့အကြီးအကျယ်ဒုက္ခဆင်းရဲရောက်နိုင်တဲ့အခြေအနေလေးရှိပါတယ်။နောက်ဆုံးသော ကာလအချိန်မှာသူတို့ဟာတကယ်ကိုဂျင်းတဲ့ချက်ထဲမှာဖြက်စီးခံရတော့မယ့်အခြေအနေမျိုးရောက်သွားနိုင်ပါတယ်။သို့တော်လည်းအဆုံးသက်ဖြစ်တာတော့မဟုတ်ပါဘူး။အဲ့ဒီအချိန်မှာသခင်ယေရှုခရစ်တော်ကပြန်ကြွလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစ္စရေလလူမျိုးတွေသခင်ယေရှုခရစ်တော်ကိုလက်ခံလာဖို့ဘုရားခင်လှုပ်ပါလိမ့်မယ်။ သူတို့တက်ခဲ့တဲ့ယေရှုဟာ မေရှိယပဲဆိုတာကိုသူတို့ဝန်ခံကြလိမ့်မယ်တသိန်း၄000တော့ရွေးကောက်ခံရတဲ့သူတွေကသခင်ယေရှုစီကိုယောက်ကြအောင်မယ်စသဖြင့်တမန်ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင်တပါးမျိုးသားတွေထက်ပိုသော အခွင့်အရေးတွေကဒီအစ္စရယ်လူမျိုးတွေစီမှာ ရှိနေပါတယ်သူတို့စီကပဲကောင်းကြီးစားတယ်သူတို့စီကပဲကဲတင်ခြင်းစားတယ်သူတို့စီကပဲအေဝံဂေလိတရားစားတယ် သူတို့အားဖြင့်ပဲအသင်တော်စတယ်သူတို့အားဖြင့်ပဲအသင်တော်ကပြန့်ပွားတယ်သူတို့ကအရာအားလုံးရဲ့အစပြုရာဖျားသခင်နဲ့ဆက်သွယ်ဖို့ရန်အတွက်အစပြုတဲ့နေရာဖြစ်နေတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်သူတို့ရဲ့ဖြစ်တည်မှုသူတို့ရဲ့လှုပ်ရှားမှုသူတို့တွေရဲ့ကောင်းခြင်းဆိုခြင်းအားလုံးဟာတကဘာလုံးနဲ့သက်ဆိုင်ပြီးတတိပြုရမယ်အချက်ဖြစ်ပါတယ်ဖျားရှင်ကောင်းကြည့်ပေးပါစေ ဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါれကိုရောနာမဘုန်းကြီးပါစေဣသရေလလူမျိုးတွေကိုကိုရောကရွေးနှုတ်ခဲ့တယ်သူတို့အားဖြင့်ယေရှုခရစ်တော်ကိုဖွားမြင်စေတယ်ယေရှုခရစ်တော်ရွေးကောက်တော်တပည့်တော်၁၂ပါးအားဖြင့်အသင်းတော်ကိုအစပြုပြီးဧဝံဂေလိတရားပြန့်နှံ့ခဲ့တယ်ကိုရောရှင်ဘုရားယေရှုတင်ပါれဣသရေလလူမျိုးတွေကိုယေရှုနာမ၌ကောင်းချီးပေးပါれသူတို့ပေါ်မှာဘုရားကွဲကားပါ ကိုရောသူတို့ကိုလမ်းပြပါယေရှုခရစ်တော်ကိုမြင်တွေ့စေပါယေရှုတင်တဲ့တဏိတာလုံးကိုလက်ဝဲအနန္တဲ့အခါမှာသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍အနန္တပါ၏အာမင်